င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်ပါ DPP ရုံးမြင့်တန်းချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်မြို့ကအကြာဖြန့် online ငွေလဲလဲတဲ့လုပ်ငန်းတချို့ကမလိတ်တပတ်နဲ့အလုပ်သမားခေါ်ယူစုဆောင်နေတာတွေများလာတယ်လို့အလုပ်ရှာနေသူတွေနဲ့အဲ့ဒီအခြေအနေကိုသတိထားမိသူတချို့စီကသိရပါတယ်ကြားဖြတ်လုပ်ငန်းတချို့ကအလို့တောင်းဝန်ရေရရရဖော်ပြတာမျိုးမရှိဘဲမလောက်ဆရာလာစာကော်မရှင်ခန်းစားခွင့်တို့နဲ့ဆွဲဆောင်ထားပြီး ကုမ္ပဏီဝန်ထမ်းအလုပ်ဆိုတာမျိုးလောက်ချပြအတိပေးကအလုပ်ခေါ်နေတာတွေရှိနေတာလို့ကိုတိုင်အလုပ်သွားရှောက်ဖူးတဲ့အဝေးသင့်တက္ကသိုလ်ကျောင်းသားတယောက်ကပြောပါတယ်ကြပြလုပ်ငန်းတွေကအများသောအားဖြင့်အလုပ်ရှောက်မဲ့သူမှာကွန်ပျူတာအသုံးပြုတတ်ရမယ်လို့အဓိကသတ်မှတ်ထားတတ်ကလုံခြုံရေးကင်မရာ CCTV စောင့်ကြည့်မှတ်တမ်းယူဖို့အော်ဒါစီးရင်မှတ်တာတွေလုပ်ဖို့ရုပ်စင်းအချက်လက်ကန်တွယ်ဖို့ အော်ရာအစ်ရှာဖို့စတဲ့လုပ်ငန်းပိုင်းတွေမှာလို့တမလူနေတာဆိုတဲ့ကြော်ညာကိုလူမှုကွန်ရက် platform တွေကနေဖြန့်ပြီးရှာဖွေစုဆောင်တာတွေရှိနေတာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းတွေအနေနဲ့မနေ့တဆိုင်ညတဆိုင်ခွဲပြီးလည်းပတ်နေတာဖြစ်လို့နေဖို့အဆောင်နဲ့စားရေးတောက်ရေးအတွက်စီစဉ်ပေးထားတာမျိုးရှိသလိုအများစုကအချက်ချာကြတဲ့ကွန်ဒိုအစင်းမြင့်အင်ယာတို့လိုနေရာတွေမှာငားရမ်းလုကင်နေတာလို့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ဘူးသူတို့ချို့ကဆိုပါတယ်။ ဒါအပြင်ကြဖြန့်ထဲမှာဝင်လို့ပြီးရင်အလွယ်ပြန်ထွက်မရအောင်ချင်းချောက်ဟန့်တားတဲ့လုပ်ရက်တွေရှိတယ်လို့ဆိုပါတယ်။ကြဖြန့်ငွေလေလုပ်ငန်းတွေအနေနဲ့မူလကနှစ်နိုင်ငံရဲ့ဆက်တွေမှာအထိုင်ချထားကြတာဖြစ်ပြီးတရုတ်ဆိုရရဲ့ဖိအားပေးအရေးယူမှုတွေကြောင့်ချေအားဖြောက်ရွှေ့ပြောင်းသွားကြသလိုရန်ကုန်အပဝင်မြို့ကြီးတွေထဲစိတ်ဝင်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်ရှင်။ ကျင်းရင်းစစ်တမ်းကြောင်းနေရာဆုံးခွာထွက်ပြေးခဲ့ရပြီးထမ်းမြမနယ်ဇက်ဒုက္ခသည်စခန်းတွေမှာနှစ်ရှည်ခုလုံးနေထိုင်နေကြရတဲ့ဒုက္ခသည်တွေဟာအောက်တိုဘာ၁ရက်ကစပြီးစခန်းပြင်ပထွက်အလုံးလုံးခွင့်ရခဲ့ကြပါတယ်ဒီလိုအလုံးလုံးခွင့်ရခဲ့ကြတဲ့ဒုက္ခသည်တွေဘာတွေမျှော်လင့်ထားကြပါသလဲမြက်သစင်ပေးပို့ထားပါတယ်ရှင်ထိုင်းမြမနယ်ဇက်မှာဒုက္ခသည်စခန်း၉ခုရှိပြီးပထမဦးဆုံးအနေနဲ့ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့မေလာဒုက္ခသည်စခန်းကဒုက္ခသည်အချို့ကိုအလုလုဖို့စတင်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။စိုက်ပျိုးရေးခြံအသီးသီးနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ငန်းခွင်ဝင်မှုမေလာဒုက္ခသည်စခန်းကစုစုပေါင်း145ရောက်ဟာအောက်တိုဘာ22ရက်နေ့ကစတင်ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။ဒုက္ခသည်စခန်း၉ခုတည်းကကယင်းဤဒုက္ခသည်စခန်း၂ခုကတော့ ဒုက္ခသည်၅ယောက်ပဲသွားရောက်လောက်ကံ့ရသေးတာလို့စကန်းတာဝန်ရှိသူတွေကဆိုပါတယ်။ဒါအပြင်ကရင်နီဒုက္ခသည်စကန်းနှစ်ခုမှာအလုံးလုံးနိုင်တဲ့လူဦးရေက2000ကျော်ရှိပြီးအလုံးလုံးဖို့ကန့်လန့်လို့ပြင်ဆင်နေကြတဲ့သူဟာ40နီးပါးလောက်ပဲရှိသေးတာမို့အလုတ်ထပ်ပြီးကန့်လန့်လာဖို့ကိုလည်းစကန်းတွင်နေထိုင်ကြတဲ့ဒုက္ခသည်တွေကလူလာနေကြပါတယ်။ဒီကလုံးဝရှင်တွေပေါ့နော်။လုံးဝရှင်တွေအများကြီးလာကုန်ပြီ။ ပိုလဲလိုအပ်တယ်လို့မျိုးကျွန်တော်တို့စီဘက်ကလည်းဒီချက်ပို့ပြီးတော့ကိုယ်ချတော့ကိုရတည်နိုင်ဖို့အတွက်အဲ့လိုလုပ်ဖို့လဲကျွန်တော်တို့ထားရုံးဖို့လဲလိုအပ်တာပေါ့နော်ဆိုကင်းနီဒုက္ခတဲ့စခန်းမှာနေထိုင်တဲ့ဥကောင်းထက်ကတော့အသက်52နှစ်အရွယ်ရှိသူဖြစ်ပြီးမိသားစုဝင်6ယောက်ရှိသူလည်းဖြစ်ပါတယ်။စခန်းတွင်ကိုဘန်ကောက်ကအလုပ်အတွက်အသက်18ကနေ55နှစ်အထိခေါ်ပေမဲ့အလုပ်လုပ်ဖို့ရွေးချယ်သွားတာက10ယောက်ကျော်သာဖြစ်ပြီး ူကတော့အရွေးချယ်မခံခဲ့ရပါဘူးအခု6နှစ်တဲ့လူထက်မှသူတတ်မှတ်ထားတဲ့ဥမာအသက်16နှစ်နဲ့55နှစ်ထိဆိုတဲ့နေရာမှာ ချို့အသက်ကြီးပိုင်းမှာလည်းလုံနိုင်တဲ့လူတွေလည်းလုံနိုင်ကြပါတယ်အခုသူ့ရဲ့မိသားစုဖူလုံဖို့အတွက်ကိုတို့လည်းဟိုတစ်ဖက်တစ်လမ်းနဲ့တို့ကအဲလှုပ်ချင်ကြတဲ့လူရှိတယ်လို့တချို့ကြတော့လည်းတကယ်လည်းလုံနိုင်သေးတဲ့လူလည်းအများကြီးရှိတယ်ဒါပေမဲ့အခုခေါ်တာလူ အဲလူငယ်ပိုင်းလောက်ပဲခေါ်ရက်ထိုင်းမြန်မာအနေဆက်ကဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့အုံဖြန်စခန်းမှာနှစ်40နီးပါးနေထိုင်ခဲ့တဲ့အသက်46နှစ်အရွယ်မူစတာဖာကတော့သူ့အပါဝင်မိသားစုဝင်၈ယောက်ရှိပြီးသူကကြံဆိုင်ခင်းမှာအလုပ်လုပ်ကင်မှုပြင်ဆင်နေသူပါအလုပ်လုပ်ကင်ဝင်ရမယ်ဆိုရင်အခက်ခဲတွေအဆင်ပြေသွားမှာလို့လည်းသူကဆိုပါတယ်တိချက်စားဖို့တောက်ဖို့ပေါ့နော်ဆရာမတိချက်ကတော့စားတော့မှမိသားစုမှာအလုံးဝ လောက်လောက်မှုရှိမယ်နေချက်ကြမရေးဘိုင်းဆိုင်ရာမှာအဲ့ဒါကိုလည်းလောက်လောက်ရမယ်နောက်သုံးချက်ကလေးတွေပညာသင်ဖို့ဆရာမအကြောင်းတွေတဲ့မယ်တချို့ကအကြောင်းပါလဲဟုတ်လားဆရာမပြဿနာလေးကောင်းတယ်ဆရာမနောက်တော့ရေရေအားမှာခက်ခဲရှိတယ်ဆရာမနော်အားလုံးကအခက်ခဲနဲ့ပဲစုံနေရတယ်အခုအလုပ်လုပ်ရတော့ကျွန်တော်တို့လည်းအဒီ36ဒိတ်ဟုတ်လားကျွန်တော်တို့ဝမ်းသာတယ်ဆရာမပီတိဖြစ်နေတယ်ဒါပဲဆရာမမူစတာဖာဟာသူ အလုပ်လုပ်ကြိုင်မယ်ဆိုရင်တော့ မိသားစုဝင်တွေရဲ့ကုန်ကြစီအတွက်60ရာခိုင်နှုန်းလောက်ပဲလုံလောက်နိုင်မယ်လို့လည်းသူကဆိုပါတယ်။ဘာပဲဖြစ်ဖြစ်အကူအညီတွေဖြတ်တောက်ခံထားရတဲ့အခုလိုအချိန်မှာ အလုပ်လုပ်ခွင့်ရတဲ့အတွက်သူကဝမ်းသာနေပြီးသူ့ရဲ့ကလေးငယ်တွေရဲ့ပညာရေးအတွက်အများကြီးမျှော်လင့်နေပြီလို့လည်းသူကဆိုပါတယ်။အုံဖြန်စကန်ကောမဒီဒုတိယဥက္ကဋ္ဌဆော်နီတိုကတော့လက်ရှိအချိန်မှာအုံဖြန်စကန်ကဒုက္ခသည်တွေက တရားမှအလုတ်ထွက်မလုတ်ရသေးပဲကြံဆိုင်ခင်းမှလုတ်ဖို့စခန်းတွင်းကအယောက်40ကျော်စည်င်းတင်ထားပြီးပြီလို့ဆိုပါရယ်ခုနှစ်ရက်အတွင်းစာရက်စာရန်ပြင်ဆင်ပြီးကျမ်းမာရေးစစ်ပြီးရင်တော့ဒီလာတဲ့အလုတ်သွားလုပ်ရမယ်ထင်တယ်လို့လည်းဆိုပါရယ်အလုတ်လုတ်ကန်ထွက်ခွေရတော့မယ်ဆိုတော့စခန်းသူစခန်းသားတွေအဲ့လိုထွက်ခွေရရင်ကျွန်တော်တို့ကတော့ယေဇူးဟိုဝမ်းတာတယ်လीနော်ဘာလို့ဆိုတော့လာမယ့်ရှေ့နာကမှာ ပပူမူကဘယ်လိုအနေထားရှိမလဲဆိုတာလည်းမသိကြဘူးလေအဲ့ဒါကြောင့်မလို့ဒီစခန်းသူစခန်းသားတွေအပြည့်အလုတ်ထွက်ခွင့်ရတယ်ဆိုရင်နံပါတ်၁ကတော့ခုနစာဝန်ကြီးရေးတစ်ခုတော့ပြဿနာတစ်ခုတော့ဖြေရှင်းနိုင်တယ်လေနော်နောက်ထပ်တစ်ခုကတော့ခုနဘောစခန်းသူစခန်းသားတွေလက်ပြည်မှာလုတ်ထွက်လို့လို့ဒီနေ့နေ့တစ်ချိန်ချင်းအမှပို့ပြီးတော့အဆင်ပြေလာတဲ့တစ်ဖြည်းဖြည်းချင်းအဆင်ပြေလာရင်တော့သူတို့ဘဝတွေလည်း ဟိုတိုးတက်ပြောင်းလဲနိုင်တဲ့အနေအထားဖြစ်လာမယ်ဆိုတာကျွန်တော်တို့လည်းမျှော်လင့်တယ်လေနော်။ထိုင်းမြန်မာနေဆက်ကနှစ်ရှည်ဒုက္ခဒေရီဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုင်ငံတကာကူညီထောက်ပံ့ရေးအစီအစဉ်တွေရပ်ဆိုင်းလိုက်တာကြောင့်ဒုက္ခဒေရီအတွက်စားနပ်ရိက္ခာနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေရပ်ဆိုင်းသွားခဲ့ရတာပါ။ဒီလိုရပ်ဆိုင်းသွားခဲ့တာကြောင့်အပြင်ထွက်ခွင့်မရှိတဲ့ဒုက္ခဒေရီဟာထိုင်းနိုင်ငံအနေနဲ့ဒုက္ခဒေစခန်းကနေအပြင်ထွက်ပြီး အလုံးလုံးကန်ကွင်ပေးဖို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR တို့ကတိုက်တွန်းခဲ့ကြပါတယ်။ထိုင်းနိုင်ငံကလည်းနှစ်40ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ်မြန်မာဒုက္ခသည်တွေကိုတရားဝင် အလုံးလုံးခွင့်ပြုကြောင်းစက်တင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်မှာနိုဝင်ဘာလ9ရက် နေ့လယ်တနိုင်ခွဲလောက်ကကားစီးကြောက်တဲ့ထိုးကြပြီး9ရောက်သေဆုံးခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံမိသက်တပ်ဖွဲ့စီကသိရပါတယ်။တောင်ကြီးကနေမန္တလေးကိုမောင်းနှင်လာတဲ့ကားဟာကလောမြို့နယ်ဝက်ဖြူရဲကျေးရွာနဲ့မကွေကျေးရွာကြားကမိုင်တိုင်အမှတ်56မြေဆောင်6မှာ break ပေါက်ပြီးအရှိန်မထိန်နိုင်တဲ့အတွက်လမ်းရဲ့ဘဲဘဲကြောက်တဲ့ကိုတိမ်မောက်သွားခဲ့တာလို့ဆိုပါတယ်။ ကားမောက်တယ်လို့သတင်းရရအချင်းသွားခဲ့ပေမဲ့၅ယောက်ကနေရာမှာတွင်ပွဲချင်းပြီးသေဆုံးကတရားရတဲ့သူတွေကိုတော့စေုံကိုပို့ထားတယ်လို့ကလောမြွနယ်မီသက်စခန်တာဝန်ရှိသူတယောက်ကပြောပါတယ်။ကားပေါ်မှာမျိုးသား၈ယောက်နဲ့အမျိုးသမီး၉ယောက်ပါလာပြီးအဲ့ဒီထဲကမျိုးသမီး၃ယောက်နဲ့အမျိုးသား၂ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ထိခိုက်ဒဏ်ရာရခဲ့တဲ့အမျိုးသား၅ယောက်နဲ့အမျိုးသမီး၇ယောက်ကိုတော့နန်းပန်တက်လူမှုကူညီရေးအသင်းမကွေကျေးပါလူမှုကူညီရေးအသင်း မြတ်စေတနာမွန်လူမှုကွန်ရက်အသင်းနဲ့မဟာလူမှုကစည်အသင်းတို့ကကားတွေနဲ့ကလောမြုပ်ပြည်သူစေယုံစီကို ကုညေပွတ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါ။ကျွန်မကတော့ချီချိုဆက်ပါ။ကျေးဇူးတင်ပါတယ်ရှင်။